ရုရှားလီဒါရဲ့ဂုံယူစရာ 223M3 စူပါဆိုနစ်ဘုံးကျဲလေယာဉ်ကြီးဟာမော်စကိုအတွက်သင်းမောဖြတ်သမားအဖြစ်ရပ်တည်နေပါတယ်။ဆိုဗီယက်ခေတ်ကဒီလေယာဉ်တွေဟာကမ္ဘာအကြီးဆုံးစစ်သင်းမောတွေကိုတော့ခြေမုံးနိုင်တယ်လို့ရုရှားကယုံကြည်ထားပါတယ်။ဒါပေမဲ့အခုတော့ဒီလေယာဉ်ကြီးဟာဒရုန်းတစ်စီးကိုတော့မကင်တွင်နိုင်ခဲ့ပါဘူး။ယူကရိန်းဒရုန်းမောင်းမတ်အူဟာရုရှားရဲ့သင်းမောဖြတ်လေယာဉ်ကိုဖျက်ဆီးလိုက်ပြီးပူတင်အောင်ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ABC ယူကရိန်းသတင်းဌာနက April 9ရက်နေ့မှာ ယူကရိန်းစစ်တပ်ကတပ်မှုချုပ်အလက်ဇန်းဒါဆာစကီရဲ့ပြောကြားချက်တွေကိုဖော်ပြခဲ့ပါတယ်။ဆာစကီကမကြသေးခင်ကပဲကျွန်တော်တို့ရဲ့အောင်မြင်တဲ့လှုပ်ဆောင်ချက်တွေနဲ့222 M3 ရေရှည်ပုံးကျဲလေယာဉ်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့မီဒီယာတွေကိုပြောပါတယ်။ဒီလေယာဉ်ကို drone နဲ့ပစ်ချခဲ့တာဖြစ်ပြီးလေယာဉ်ဆင်းသက်ပြီးတာနဲ့ချက်ချင်းပြက်ခတ်ခံခဲ့ရတယ်လို့ဆာစကီကဆိုပါတယ်။ရုရှားဟာဒီ222 M3 ကိုယူကရိန်းကိုဒုံးမြန်တွေပစ်ဖို့အတွက်အသုံးပြုခဲ့တာဖြစ်နိုင်ပြီး ယူကရိန်းဘက်ကလည်းဒီလေယာဉ်ကိုခြေရာခံပြီးလေယာဉ်ဝင်းအထိလိုက်လံတိုက်ခိုက်ခဲ့တာဖြစ်နိုင်ပါတယ်။မင်းနှစ်ပိုင်းတွင်းမှာပဲလေယာဉ်မှုဟာသူ့မျက်စိရှိမှာပဲလေယာဉ်ကြီးမိလောက်တာကိုမြင်လိုက်ရတဲ့အခြေအနေကိုရောက်သွားခဲ့ရပါတယ်။ KF Independent သတင်းဌာနအရ Sasaki ပြောတာမှန်ရင်တော့ယူကရိန်းဟာရုရှားအတွက်ဒေါ်လာတန်းတရာတန်းနဲ့လေယာဉ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။222 M3 ဟာရုရှားလေတပ်ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ Sasaki ကဒီတိုက်ခိုက်မှုမှာဘယ်မှာဖြစ်ခဲ့လဲ ဘယ်နေ့မှာဖြစ်ခဲ့တယ်ဆိုတာတွေကိုတော့အတိအကျမပြောပါဘူး222 M3 ကိုဖျက်ဆီးနိုင်တာကဘာကြောင့်အရေးကြီးလဲဆိုတော့ဒီလိန်ရဲ့အင်အားတွေကိုကြည့်လိုက်ရင်သိတာပါတယ်222 M လိန်ဟာ1969ခုနှစ်မှာပထမဆုံးပြန်တန်းခဲ့တာပါဆိုဗီယက်ခေတ်ကကြံရိုက်ခဲ့တဲ့ဒီလိန်ကြီးကိုပူတင်ကယူကရိန်းကိုတိုက်ဖို့အသုံးပြုနေစေပါဒါပေမဲ့ရုရှားရဲ့အခြားရှေ့ကျတဲ့တင်ကားတွေအမြောက်တွေထက်ဒီလင်ကပိုထိရောက်မှုရှိပါတယ် ဒါကနီးပြူဟာများဘုံကျဲလင်ဖြစ်သလိုခြေချောင်းတိုက်ခိုက်ရေးလင်လည်းဖြစ်တာကြောင့်ကုန်းမြင့်တဲ့ရေပေါ်ပြစ်မှတ်တွေကိုတပြိုင်နက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ယူကရိန်းကဖျက်ဆီးလိုက်တဲ့222 M3 version ကဒီလင်ရဲ့အခုခေတ်အများဆုံးမျိုးကွဲဖြစ်ပါတယ်။မူရင်222 M ကိုတော့1960နှောင်းပိုင်းမှာပြန်တန်းခဲ့ပေမဲ့1989 1989အာဖဂန်စစ်မှာမှပထမဆုံးစစ်မှုတွေတုံးခဲ့တာပါ222 M3 ကိုတော့1995ခုနှစ် ချက်စနီးယားမှာစစ်မှာစတင်သုံးဆွဲခဲ့တာဖြစ်ပါတယ်222 M3 ဟာရုရှားမှာအလေးထားခံရတဲ့လေယာဉ်ဖြစ်ပြီးအကြောင်းကတော့သူ့ရဲ့အဆင့်မြင့်ဒီဇိုင်းကြောင့်ပါလေယာဉ်ကိုယ်တွေရဲ့အကောင်းဆုံးဖွဲ့စည်းပုံနဲ့အမြင့်ဆုံးလေဒီစနစ်တွေပါဝင်နေပါတယ်ဒီလေယာဉ်မှာထူးခြားတဲ့ variable sweep wings ပြောင်းလဲနိုင်တဲ့အတောင်ပံတက်ဆင်ထားပါတယ်ဒီတောင်ပံတွေဟာ20ဒီဂရီကနေ65ဒီဂရီထိပြောင်းလဲနိုင်ပြီးလေယာဉ်ရဲ့လေထုအတွဲစွမ်းဆောင်ရည်ကိုအမြင့်ဆုံးဖြစ်အောင်ထိန်းချုပ်ပေးနိုင်ပါတယ် လေရင်ဖွဲ့ဝင်၄ဦးကိုနှစ်ဖွဲ့ခွဲထားပါတယ်။လေရင်မှူး၂ဦးကရှေ့ကပြန်တန်းကမ်းမှာထိုင်ပြီးနောက်မှာတော့လမ်းကြောင်းပြသူနဲ့လက်နက် operator တွေရှိပါတယ်။နျူကလ িয়ার ပောက်ကွဲမှုတန်းကာဝယ်မှုဖယ်ရှားလို့ရတဲ့တပ်တုအကာတွေနဲ့အရေးပေါ်ထွက်ခွာနိုင်တဲ့ Ejector seat တွေကိုလည်းတပ်ဆင်ထားပါတယ်။ NG25 bypass turbo jet engine နှလုံးနဲ့မောင်းနှင်ပြီး after banner တွေ horizontal watch L scoop တွေလည်းတပ်ဆင်ထားတာကြောင့်စွမ်းဆောင်ရည်အရန်မြင့်မာပါတယ်။ ဒီနေ့နှလုံးတက်စနစ်ဟာ 222M3 ကိုအင်ဂျင်တစ်လုံးပြတ်သွားရင်တော့ဆင်းသက်နိုင်စွမ်းရှိအောင်ဒီဇိုင်းထုတ်ထားတာပါအင်ဂျင်တလုံးနဲ့ပဲပြန်တန်းနိုင်ပေမဲ့အမြန်နှုံးတော့ညော့သွားမှာပါ 222M3 မှာအန်ဟောစရာကောင်းတဲ့အဆင့်မြင့်လမ်းကြောင်းပြစနစ်တွေတက်ဆင်ထားပါတယ်ရေဒါနဲ့ဘုံးကြည့်မှန်ပါပါတယ်ဒီမှန်က TV channel တစ်ခုစီကိုဖမ်းယူထားတဲ့ပုံရိပ်တွေကိုလေယာဉ်ဘူးတွေကြည့်ရှုနိုင်ပါတယ်အလိုလျောက်ပြန်တန်းထိန်းချုပ်စနစ် ဒုံးပြန်ထိန်းချုပ်စနစ်တွေနဲ့အတူ electronic စစ်ပွဲကာကွယ်ရေးစနစ်တွေလည်းပါဝင်နေပါတယ်။ radar ထောက်လန်းရေးစနစ်၊ anti-air ကာကွယ်ရေးစနစ်နဲ့ chef နဲ့ flare ထုတ်လွှတ်တဲ့စနစ်တွေပါထည့်သွင်းပေးထားတာကြောင့်ကာကွယ်ရေးအတွက်လည်းစနစ်ကျနေပါတယ်။ဒါပေမဲ့ 222M3 ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့ပိုထူးကြပါတယ်။ KH22M ဒုံးပြန်၃လုံးတက်ဆင်ထားပြီးတလုံးကလေရင်ကိုတဲ့အောက်မှာကြံတလုံးကအတောင်ပိုင်းအောက်မှာတက်ဆင်ထားပါဗျ။ဒါအပြင် hypersonic အမြန်နှုန်းသင်းမောတိုက်နဲ့ ရေဒါဖြတ်စည်းဒုံးမြက်၆လုံးကိုလည်းတည်ဆောင်နိုင်ပါတယ်။ဘုံနေမှုအတွက်ဆိုရင်တော့250ပေါင် FAB 250ပေါင်69လုံးဒါမှမဟုတ်1500ပေါင် FAB 1500ပေါင်8လုံးတည်ဆောင်နိုင်ပါတယ်။ဒီဘုံတွေကရုရှားကယူကရိန်းမြို့တွေကိုပြစ်ခတ်နေတဲ့ glide ဘုံတွေအဖြစ်ပြောင်းလဲအသုံးပြုနေတဲ့ဘုံတွေပါပဲ။ KH-22M ဒုံးမြက်ဟာ38ပင်နီးပါးရှိပြီးဆိုဗီယက်ရဲ့ဂုံယူစရာဒုံးမြက်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလင်းတစည်းတစည်းသွားတာနဲ့ပူတင်ရဲ့တိုက်ခိုက်ရေးဆွမ်းအားအတော်လေးကျဆင်းသွားမှာဖြစ်ပါတယ်။ Aprilia ရဲ့အဆိုအရဒီတုံးကြီးရဲ့ထက်မြက်တဲ့ဒီဇိုင်းက လေကွေးအားကိုအ ਨੇ ဆုံးဖြစ်စေပြီးအလျင်နီးပါ match fight အထိရောက်ရှိနိုင်ပါတယ်။ဒီဒီဇိုင်းကိုအရေးလောင်းသားဒုံးပြန်အင်ဂျင်နဲ့ပေါင်းစပ်လိုက်တဲ့အခါဒါဟာအကွာအဝေးအယံဝေးရဲ့ဒုံးကြီးတစ်မျိုးဖြစ်လာပါတယ်။ Cage 22ဒုံးကြီးဟာ382မိုင်အထိပြန်တန်းနိုင်ပြီးရုရှားအတွက်ယူကရိန်းရဲ့ရှေ့တန်းနောက်ကနေပြစ်လွတ်ပြီး KF နဲ့ Kharkiv လိုမြို့တွေကအရေးကြီးတဲ့ပြစ်မှတ်တွေကိုထိမှန်အောင်လုပ်နိုင်တဲ့အကွာအဝေးပါပဲ။ရုရှားမှာဒီတုံးကြီးကိုမတူညီတဲ့ခေါင်းမျိုးမျိုးနဲ့တက်ဆင်ဖို့ရွေးချယ်ကြရရှိပါတယ်။တာမန်အမြောက်ခွဲခေါင်းတွေဖြင့်အချိန်လေးလိုအပ်ရင်တန်ချိန်တထောင်ဆွမ်းအားရှိတဲ့နျူကလ িয়ার ခေါင်းတွေလည်းတက်ဆင်နိုင်ပါတယ်။ KH22 ကိုနိုင်တဲ့အမြင့်နဲ့မြင့်တဲ့အမြင့်ကြားပြောင်းလဲအသုံးပြုနိုင်ပြီးမြင့်တဲ့မှုမှာဆိုရင်ပေ1900ထိမြင့်တက်နိုင်ပါတယ်။ ဒီအမြင့်ကယူကရိန်းရဲ့လေကာစနစ်အများစုရဲ့အကွာအဝေးအထက်မှာရှိနေပါတယ်။အချိန်မြင့်မှုမှာဆိုရင်လေ match 3.5ထိရောက်နိုင်ပြီမဲ့အမြင့်ပေ3900လောက်မှာပဲပြန်တန်းရပါတယ်။ KF Independent ရဲ့အစီရင်ခံစာအရယူကရိန်းက 222M3 ကို drone တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖော်ပြထားတာကရုရှားဟာ KH-22 တုံးကြီးတွေနဲ့ယူကရိန်းမျိုးတွေကိုပုံကျဲနေတယ်လို့ဆိုပါတယ်။ဒီတုံးကြီးရဲ့ထက်မြက်တဲ့ဒီဇိုင်းနဲ့အမြန်နှုံးက လေကာစနစ်တွေအတွက်ခြေရာခံဖြတ်စည်းဖို့အလွန်ခက်ခဲစေပါတယ်။ဒါကြောင့်ယူကရိန်းပြည်ပြင်ပြတ်တွေကိုထိမှန်ဖို့ရုရှားအသုံးပြုနိုင်တဲ့စိတ်ချအရဆုံးဒုံးကျည်တွေကတခုဖြစ်နေပါတယ်။ 222M3 တစီးပျက်စီးသွားတာကရုရှားအတွက်လာမယ့်လအနည်းငယ်အတွင်း KH-22 ဒုံးကျည်များစွာပစ်လွှတ်နိုင်စွာဆုံးရှုံးသွားနိုင်တယ်လို့ဆိုလိုပါတယ်။ပိုဆိုးတာကပူတင်အတွက်ပါ။ရုရှားဟာအာမန်ဘုံးတွေကိုယူကရိန်းကိုတိုက်ခိုက်ဖို့ဂလိုက်ဘုံးတွေဖြစ်ပြောင်းလဲနေပါတယ်။ ဒီဂလိုက်ဘုံတွေကိုရုရှားအတွက်လုပ်ရတာအလွန်လွယ်ကူပါတယ်ဒေါ်လာ2000ကနေ3000ကျားကုန်ကြတဲ့ဂလိုက်ကစ်တစ်ခုပဲလိုအပ်ပါတယ်ဒီဘုံတွေကတိကျတဲ့လက်နက်တွေမဟုတ်သေးပေမဲ့ရုရှားဂလိုက်ကစ်တွေမှာဂျိုဒုလမ်းညွန်စနစ်တွေပါဝင်ပါတယ်ဒါကြောင့်ပစ်မှတ်ရဲ့အကြမ်းမြင့်နေရာကိုရောက်အောင်ဂလိုက်ပြန်တန်းနိုင်ပါတယ်ဈေးနှုန်းချို့တာပြီးဖြတ်စည်းနိုင်စွမ်းမြင့်မာတာကြောင့်ရုရှားအတွက်အကောင်းဆုံးအစီအစဉ်ပါပဲဒီရေသွေးကတိကျမှုမရှိတာကိုဖြည့်ဆည်းပေးပါတယ် ရုရှားဒရဂလိုက်ဘုံးတလုံးဟာပြစ်မှတ်ရဲ့အနီးအနားတနေရာမှာထိမှန်ရင်တောင်ခြေနဲ့နေပါလိမ့်မယ် 222M3 တဲဆောင်းနိုင်တဲ့ FAB 1500ဘုံးတလုံးဟာ1.5တန်လေးပါလေဒါက TNT 1322ပေါင်နဲ့ညီမျှပြီးဘုံးရဲ့ကိုပိုင်လေးချိန်မှာထည့်ထွက်ရပါမယ်ရုရှားရဲ့152မီလီမီတာကြောက်ကွက်မြောင်းတထောင်မှာ TNT 14ပေါင်ပဲပါဝင်ပါတယ်ဒါကြောင့် 222 M3 ကချပီးတဲ့ FAB 1500 glide bomb တစ်လုံးရဲ့ပောက်ကွဲစွမ်းအားဟာတာမန်ကြောက်ကွက်မြောင်းတောင်းထက်64စပိုများပါတယ်။ဒါကြောင့်မလို့ရုရှားကဒီဘုံးတွေကိုအများကြီးသုံးနေတာပါ။ဇန်နဝါရီ9ရက်နေ့ထိယူကရိန်းရဲ့ပြောဆိုချက်အရရုရှားဟာ glide bomb 9000လောက်ကိုယူကရိန်းမျိုးတွေနဲ့အခြေခံအဆောက်အုံတွေပေါ်ချပီးပါပြီ။ဒါကတလကိုဘုံ1458လုံးနှုတ်နဲ့ညီပါတယ်။ 2024ခုနှစ်မှာတော့ရုရှားရဲ့တိုက်ခိုက်မှုတွေပိုများလာပါတယ်222 M3 ဒစီကိုဖျက်ဆီးလိုက်တဲ့အတွက်ယူကရိန်းဟာရုရှားရဲ့ဒီကြောက်စရာကောင်းတဲ့ဘုံးတွေကိုအများကြီးတည်ဆောင်ပစ်လွှတ်နိုင်တဲ့လေယာဉ်ဒစီကိုဆုံးရှုံးသွားစေပါတယ်ဒါကဂလိုက်ဘုံးအန်ရဲကို အပီးပိုင်ဖယ်ရှားနိုင်မှာတော့မဟုတ်ပါဘူးရုရှားမှာဒီဘုံးတွေကိုပြစ်ဖို့အဆင်သင့်ဖြစ်နေတဲ့လေရင်တွေအများကြီးရှိပါသေးတယ်။ဒါပေမဲ့ဒုံးကျည်တွေရောဂလိုက်ဘုံးတွေပါပြစ်လွှတ်နိုင်တဲ့ဒီလိုဆွဲသုံးသုံးလေရင်တစ်စီးဆုံးရှုံးသွားတဲ့အတွက် ်ပူတင်ဟာယူကရိန်းပေါ်ဖိအားပေးနေတဲ့အရာတွေတဲကတချို့ကိုရှော့ချဖို့မဖြစ်မနေလုပ်ရမှာပါ။အေပရီ9ရက်မှာယူကရိန်း drone လေယာဉ်မှုတစ်ခုက 222M3 တစ်စီးကိုဖျက်ဆီးလိုက်တဲ့တဲ့ကအထင်ရှားဆုံးဖြစ်နိုင်ပေမဲ့ပထမဆုံးတော့မဟုတ်ပါဘူး။တကယ်တော့ယူကရိန်းဟာဒီရုရှားလေယာဉ်အထုကိုဥတီတဲ့တိုက်ခိုက်မှုတစ်ရက်ကို လုပ်နေတာပါ။အရင်ကလည်း 222M3 တချို့ကိုဖျက်ဆီးနိုင်ခဲ့ပူပါတယ်။ဥပမာ2024ခုနှစ်ဧပြီလမှာ ယူကရိန်းရဲ့လေကာတပ်ဖွဲ့ကရုရှားပုံကျဲလေယာဉ်တစ်စီးကိုပထမဆုံးအကြိမ်ဖြစ်ပစ်ချနိုင်ခဲ့ပါတယ်။ပူတင်ကဒါနီပရိုပက်ထရော့အော့ဘလတ်ကိုလေတပ်တိုက်ခိုက်မှုလုပ်ဖို့ဆုံးဖြတ်ပြီးနောက်ဒီပုံကျဲလေယာဉ်ဟာရုရှားရဲ့စတာဘရိုပိုခရိုင်မှာပြတ်ကျသွားခဲ့ပါတယ်။တကယ်တော့ရုရှားကတော့ယူကရိန်းကဒီလေယာဉ်ကိုပစ်ချလိုက်တယ်ဆိုတာကိုငြင်းဆန်နေပါတယ်။ရုရှားကဝေးဝင်ကြီးဌာနက222 M3 လေယာဉ်ဟာနီးပညာချွေးမှုကြောင့်ပြတ်ကျခဲ့တယ်လို့ပြောပါတယ်။ လေရင်ဟာခြေဆိုင်စခန်းကိုဖြစ်နေပြန်နေစဉ်တက်ကြခဲ့တာဖြစ်ပြီးလေရင်မှုတဦးသေဆုံးကအဖွဲ့ဝင်တဦးပျောက်ဆုံးသွားခဲ့ပါတယ်။အခြားအဖွဲ့ဝင်တဦးကတော့အရေးပေါ်ထွက်ခွာစနစ်နဲ့လွတ်မြောက်သွားတယ်လို့ဆိုပါတယ်။ယူကရိန်းကတော့လုံးဝကွဲပြားတဲ့ဖြစ်စဉ်ကိုပြောပါတယ်။သူတို့ဟာ1960ပြည့်လွန်နှစ်တွေကတည်းကစတင်အသုံးပြုခဲ့တဲ့ S200 လေကာစနစ်နဲ့ဒီရုရှားပုံကျဲလေယာဉ်ကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ S200 ကိုခစ်ကုန်သွားပြီလို့အများကထင်ကြပေမဲ့ယူကရိန်းကဒါမမှန်ကြောင်းသက်သေပြလိုက်ပါတယ်။ယူကရိန်းလေတပ်ကိုကယ်ရမှုမာကိုလာအိုလက်ချက်ကပထမဆုံးအချိန်ကြီးနဲ့ယူကရိန်းလေတပ်ရဲ့လေကာတုံးကြီးတပ်ဖွဲ့တွေဟာထောက်လန်းရေးဌာနနဲ့ပူးပေါင်းပြီး 222M3 အဝေးကြီးဘုံကျဲလေယာဉ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်လို့ပြောပါတယ်။သူကဒီလေယာဉ်မှာ KH-22 ဒုံးကြီးတွေတပ်ဆင်ထားတာကိုလည်းအထူးပြောပါတယ်။ဒီဒုံးကြီးတွေဟာ ်ဦးတင်ဆက်စင်ရေးစတင်ကလေးကယူကရိန်းအတွက်ဘလောက်ပျက်စီးမှုဖြစ်စေခဲ့လဲဆိုတာကိုသူပြောပြခဲ့ပါတယ်ယူကရိန်း drone လေယာဉ်မှုတွေဟာ 222M3 တစီးကိုပစ်ချနိုင်တဲ့နှစ်ပတ်လည်အခမ်းအနားကိုနောက်ထပ်အန်ဒီရရှိတဲ့ဘုံကျဲလေယာဉ်တစီးကိုဖျက်ဆီးပြီးကျင်းပခဲ့ပါတယ်2024ခုနှစ်ဇူလိုင်30မှာ KF Independent သတင်းဌာနကယူကရိန်းဟာရုရှားရဲ့ Marmax Oblast က အိုလီညာလေရင်ကွင်းကိုအန်အောဝယ်အကွာဝေးကနေတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ရှားလက်အနေနဲ့222 M3 ဘုံးကျဲလေရင်နှစ်စီးပျက်စီးခဲ့ပါတယ်။ယူကရိန်းစစ်ထောက်လှမ်းရေးပြောရေးဆိုခွင့်ရှိသူအန်ဒရီယူဆော့ကအိုလီညာမှာရှိတဲ့222 M3 နှစ်စီးတဲ့ကတစ်စီးဟာပြန်လည်ပြင်ဆင်နေစဉ်တိုက်ခိုက်ခံရတယ်လို့ပြောပါတယ်။ဒီပြင်ဆင်မှုကလာတော်ကြာနေပြီဖြစ်တာကြောင့်ယူကရိန်းရဲ့တိုက်ခိုက်မှုကရုရှားရဲ့လေရင်ပြန်ပြန်တမ်းဖို့ကြိုးစားမှုကိုပိုကြာစေခဲ့ပါတယ်။ အထူးသဖြင့်ဒီတိုက်ခိုက်မှုဟာအမေရိကန်ကယူကရိန်းကိုရုရှားနိုင်ငံပေါ်မှာတာဝေးတုံးကြီးတွေကိုတုံးဖို့ခွင့်ပြုချက်မပေးခင်ဖြစ်ွားခဲ့တာပါ။ဒါကယူကရိန်းရဲ့ drone တွေကိုအံ့ဖွယ်ကောင်းအောင်အသုံးချနိုင်စွမ်းရဲ့နောက်ထပ်ဥပမာတစ်ခုပါပဲ။2024ခုနှစ်ဧပြီလ2ရက်မှာရုရှားကသူတို့ရဲ့ 222M3 ဘုံကျဲလေယာဉ်တစ်စီးဆုံးရှုံးကြောင်းအသိပေးခဲ့ပါတယ်။ရုရှားရဲ့222 M3 ဘုံကျဲလေယာဉ်တစ်စီးစိုက်ဘီးရီးယားမှာနီးပညာချိုးယွင်းမှုကြောင့်ပြတ်ကျခဲ့ပါတယ်။ ဒီတခါတော့ယူကရိန်းကဒီပြက်စီးမှုကိုလုံနိုင်ခဲ့မယ်လို့မထင်ပါဘူး။ဘာလို့လဲဆိုတော့ဒီပုံကျဲလင်ဟာယူကရိန်းနဲ့ရုရှားနယ်စပ်ကနေမိုင်2500အကွာမှာရှိနေလို့ပါ။ပထမဆုံးအနေနဲ့ယူကရိန်းဟာရုရှားရဲ့အရေးပါတဲ့ဘုံကျဲလေယာဉ်တွေကတမျိုးကိုတဖြည်းဖြည်းချင်းရှော့ချနေပါတယ်။ Defend Express ရဲ့အစီရင်ခံစာအရရုရှားမှာ222 M3 58စီးရှိတယ်လို့ယူဆရပါတယ်။အခုထိအနည်းဆုံး၄စီးကိုဖျက်ဆီးပြီးပြီဖြစ်ပြီး အခုနောက်ထပ်တစ်စီးကစိုက်ဘီးရီးယားတောထဲမှာပျက်စီးနေပါတယ်။ဒါကယူကရိန်းကို KH-22 ဒုံးကျည်တွေနဲ့ဂလိုက်ဘုံးတွေပြစ်လွတ်နိုင်တဲ့ဘုံးကျဲလေယာဉ်၅သီးမရှိတော့တာကိုဆိုလိုပါတယ်။ The National Security Journal ကဒီအချက်ကိုထောက်ပြပြီးရုရှားဟာ 222M3 လေယာဉ်အလုံးရဲ့၁၀ရာခိုင်နှုန်းကိုဆုံးရှုံးခဲ့ပြီလို့ဆိုပါတယ်။ရုရှားအတွက်အခုပြဿနာကဒီလေယာဉ်တွေရဲ့မူလအဆမှာပါ။ ူတင်ကယူကရိန်းမှာအသုံးပြုနေတဲ့ပစ္စည်းအများစုလိုပဲ 222M3 ရဟာဆိုဗီယက်ခေတ်ကပါဒါကသူတို့ဟာအဟောင်းတွေဖြစ်တယ်လို့ဆိုလိုတာပါဒါပေမဲ့အလုံးမဖြစ်တာမဟုတ်ပါဘူးစိုက်ဘီးရီးယားမှာပြတ်ကျတဲ့ဖြစ်စဉ်ကသက်သေပြနေတယ်လို့ပဲပူတင်မှာကြံရှိနေတဲ့ဘုံကျဲလင်တွေဟာစစ်သုံးသက်တမ်းကုံဆုံးငံကြီးတွေဖြစ်နေပါပြီယူကရိန်းစစ်ပွဲကြလာတာနဲ့အမျှဤပညာချိုးယွင်းမှုတွေကပုံများလာဖို့ရှိပါတယ် ဦးတင်ရင်ဆိုင်ရမယ့်အခြေအနေကသူ့ရဲ့222 M3 တွေအားလုံးကိုကောင်းကောင်းပြန်တန်းနေအောင် ထိမ့်သိမ့်ဖို့မဖြစ်နိုင်တော့တာပါပဲ။သူ့တက်တွေမှာဒီလေယာဉ်တွေကိုထိမ့်သိမ့်ဖို့အရန်အစိမ့်ပိုင်းတွေကုန်ခန်းနေပြီဖြစ်ပြီးဒါကလေယာဉ်အများပြားကိုမပြန်တန်းနိုင်တော့အောင်ဖြစ်စေပါတယ်။ယူကရိန်းက drone တွေနဲ့လေကာဒုံးကျည်တွေနဲ့ဖျက်ဆီးနေတဲ့ဘုံကျဲလေယာဉ်တွေကိုထည့်ထွက်လိုက်ရင်ပူတင်ရဲ့အထီရောက်ဆုံးလက်နက်တွေက တခုရဲ့ပမာဏကတဖြည်းဖြည်းနှဲပါလာနေပါတယ်။ ရုရှားရဲ့ဂလိုက်ဘုံတိုက်ခိုက်မှုတွေထိခိုက်လာပါမယ်။ယူကရိန်းကိုခရုစ်တုံးကြီးတွေနဲ့တိုက်ခိုက်နိုင်စွမ်းလဲကြဆင်းလာပါမယ်။ယူကရိန်းဟာရုရှားရဲ့ဖိအားကိုအချို့အများဆုံးပြစ်မှတ်ထားခံရတဲ့မြို့တွေမှာရှော့ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါရင်မကပါဘူး။ရုရှားတွက်222 M3 တစ်စီးဆောက်ဖို့ဒေါ်လာ100မီလီယံလောက်ကုန်ကြပါတယ်။ဒီလေမှာတက်စင်တဲ့ခရုစ်တုံးကြီးတွေနဲ့ FAB ဘုံတွေပါမထည့်သေးပါဘူး။ FAB ဘုံတွေကဈေးချိုပြီးအလွယ်တကူရနိုင်တာကြောင့်ရုရှားကဒါတွေကိုဂလိုက်ဘုံတွေဖြစ်ပြောင်းလဲအသုံးပြုနေတာပါ Cash 22ဒုံးကြီးတစ်ထောင်ကဒေါ်လာ10မီလီယံလောက်ကုန်ကြပါတယ် Ukraine ဖြတ်စည်းလိုက်တဲ့222 M3 တစ်စီးစီမှာအများဆုံး3000ပေါင်ပါနိုင်နေဆိုရင်တစ်စီးချင်းစီအတွက်ဒေါ်လာ3မီလီယံထပ်ပေါင်းရမှာပါဥတင်းရဲ့ဆုံးရှုံးမှုတွေကိုတွက်ကြည့်ရင်အခုချိန်ထိဖြတ်စည်းခံရတဲ့222 M3 ၅စီးအတွက် ဒေါ်လာ950မီလီယံလောက်ကုန်ကျခဲ့ပါပြီ။ပူတင်အတွက်ဒီလိုဆုံးရှုံးမှုတွေကိုလက်ခံဖို့မလွယ်ပါဘူး။2024ခုနှစ်ကုန်မှာသူဟာဒေါ်လာဘီလီယံ200လောက်သုံးစွဲပြီးဖြစ်မှာပါ။တချို့ခန့်မှန်းချက်တွေအရသူဟာတရက်ကိုဒေါ်လာ900မီလီယံကနေ1ဘီလီယံထိသုံးနေရတယ်လို့ဆိုပါတယ်။လေယာဉ်တစ်စီးချင်းစီပျက်စီးတိုင်းယူကရိန်းကိုထိခိုက်နိုင်စွမ်းနေသွားတာကြောင့်ပူဆိုးပါတယ်။ကာကွယ်ရေးရှုထောင့်ကကြည့်ရင်လေ ယူကရိန်းရဲ့222 M3 တိုက်ခိုက်မှုတွေဟာပူတင်တပ်တွေရဲ့လေကြောင်းစွမ်းအင်ကိုတိုက်ဖြတ်နေတဲ့ပိုကြီးတဲ့လုပ်ငန်းစရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ပူတင်ရဲ့ဂလိုက်ဘုံနဲ့ခရစ်စတုံးကြီးတွေကိုတိုက်ခိုက်နိုင်စွမ်းကျဆင်းလာတဲ့အမျှယူကရိန်းဟာနောက်နိုင်ငံတွေကနေရတဲ့ F system တွေကစလို့ drone တွေအထိကိုပိုင်လေကြောင်းစွမ်းအားတွေကိုတိုက်ခိုက်ရေးအတွက်ပိုသုံးလာနိုင်မှာပါ။လက်တလောရက်သက်တပတ်အနည်းငယ်အတွင်းမှာယူကရိန်းကလေကြောင်းခြေဆိုင်စခန်းတွေပေါ်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာကိုမြင်တွေ့နေရပါတယ်။ဥပမာအနေနဲ့ ဧပြီလ9ရက်နေ့မှာယူကရိန်းကခရိုင်းမြားမှာရှိတဲ့အရေးကြီးအဆောက်အအုံအများပြားကို drone 158စင်းနဲ့ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။ဒီထဲမှာမော်စကိုအနီးမှာရှိတဲ့စစ်ရေးလေကြောင်းခြေစိုက်စခန်းတစ်ခုလည်းပါဝင်ပါတယ်။အဲဒီနေရာမှာတော့အန်ဩပွဲအရှိန်မြန်ဒုံးကျည်တွေပြစ်လို့ရတယ်။ MiG 31K လေယာဉ်တွေအများပြားရှိနေပါတယ်။တလားလောက်ကြာကလည်းယူကရိန်းက Angels လေကြောင်းခြေစိုက်စခန်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီမှာပဲပူတင်က glide ဘုံးနဲ့ဒုံးကျည်တွေနဲ့ မြို့ကြီးတွေကိုပြစ်ခတ်ဖို့ဘောဘာလေရင်တွေနဲ့ထွက်လေရှိတဲ့အခြေစိုက်စခန်းဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုတစ်ခုချင်းစီဟာရုရှားရဲ့လေကြောင်းကာဝေးရေးစနစ်ကိုအနိုင်ယူဖို့ယူကရိန်းတွက်တစ်ချက်ချင်းစီအကျိုးရှိနေတာပါ။ဒါကြောင့်ပဲယူကရိန်းက222 M3 လေယာဉ်တစ်စင်းကိုဒရုန်းနဲ့ထိနိုင်ခဲ့တာမျိုးကိုအရင်နှစ်ပိုင်းတွေမှာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ယူကရိန်းကရုရှားရဲ့လေတပ်အင်အားကိုနည်းနည်းချင်းပဲဖြစ်ဖြစ်ပျက်စီးအောင်လုပ်လာတာကြောင့်ဒီလိုနီလန်းအစ်စ်တွေဖန်တီးနိုင်လာတာပါ။ ဒါကြောင့်ဧပြီလမှာ222 M3 ပျက်စီးသွားတာဟာတစ်ခေါက်ထဲနဲ့ဆုံးတာမဟုတ်နိုင်ဘူးလို့ထင်ရပါတယ်။ဒါဟာယူကရိန်းရဲ့တင်းမာလာတဲ့စစ်စင်ရေးအစတခု ဖြစ်လာနိုင်ပါတယ်။သူတို့မျိုးတွေကိုအကြာကြီးဖျက်ဆီးနေတဲ့လေကြောင်းပေါ်ပါကြီးတွေကိုတကယ်ပစ်ခတ်နိုင်မဲ့အခွင့်အလမ်းဖြစ်ဖြစ်လာနိုင်ပါတယ်။222 M3 တစင်းပျက်သွားတာကစစ်ရေးနည်းပညာအရတန်ဖိုးကြီးတဲ့အရာတခုဖြစ်တယ်လို့ပူတင်အတွက်တော့ပူဆိုးတာက ယူကရိန်းဟာသူ့ရဲ့အရေးကြီးဆုံးလေကြောင်းအင်အားတွေကိုပိတ်ခတ်နိုင်ဖို့အနာဂတ်ကမြင်နေပြီဆိုတဲ့အချက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်